အင်ဂါနီကသမရာဖရန်လက်မှတ်ထိုးလိုက်တာကတော့ထိုင်ဝမ်အာမခံချက်အကောင့်တွေဖိုးရဥပဒေထိုင်ဝမ် Insurance Implementation App ဖြစ်ပါတယ်ဒီဥပဒေရအမေရိကန်နိုင်ငံသားဝင်ကြီးဌာနအနေနဲ့ထိုင်ဝမ်တာဝန်ရှိသူတွေနဲ့ဆက်ဆံတဲ့လမ်းညွှန်ချက်တွေကို၅နှစ်မှာအနည်းဆုံးဒီချိန်ပုံမှန်ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်2021ခုနှစ်ထရိုင်ရဲ့ပထမတက်တန်းတို့ကဝင်ကြီးဟောင်းမိုက်ပွန်ယူကိုစတင်ဖြေလျှော့ပေးခဲ့တဲ့လမ်းကြောင်းကိုအခုဥပဒေနဲ့အခိုင်အမာဖြစ်အောင်လုပ်လိုက်တာပါထိုင်ဝမ်သမရာယုံပြောခွင့်ရကာရင်ခူကဒါဟာ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ဆိုတဲ့တံပိုးချင်းတူညီမှုကိုပြသလိုက်တာပဲလို့ကြိုဆိုလိုက်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးလင်ကြားယုံကလည်းဒီဥပဒေကြောင့်ထိုင်ဝမ်အရာရှိတွေ American Federal Agency တွေအထိဝင်ရောက်ဆွေးနွေးခွင့်ရဖို့မျှော်လင့်နေပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရလင်ချင်းကထိုင်ဝမ်ကိစ္စဟာတရုတ်ရဲ့အဓိကအကျိုးစီးပွားဖြစ်ပြီးတရုတ် American ဆက်ဆံရေးမှာလုံးဝမကျော်ရမယ့်ပထမဆုံးအနီရောင်စီးဖြစ်တယ်လို့သတိပေးလိုက်ပါတယ်။ခွထွေရီသမားတွေကိုအမားတင်ငေသားတွေမပြဘူးနဲ့တရားဝင်ဆက်ဆံမှုတွေရပ်တန့်ဖို့လေအမေရိကန်ကိုတောင်းဆိုလိုက်ပါတယ် တန်တမာဆက်ဆံရေးတရားဝင်မရှိပေမဲ့အမေရိကန်ဟာထိုင်ဝမ်ရဲ့အကြီးမားဆုံးကြောထောက်နောက်ကန်ဖြစ်နေသေးပါထရန်ရဲ့ဒီလက်မှတ်ထိုးမှုကတရုတ်အမေရိကန်ဆက်ဆံရေးကိုဘယ်လောက်ထိလှုပ်ခတ်သွားစေမလဲဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်